ပိတ်စင်ပေါ်မှာ rapper တွေလား bar တွေလားတော့မသိဘူးကြည့်ရတဲ့ပြောအစပိုင်းခွင့်ပြမယ်မကြည့်ရဆုံးထိကတော့အမေနှမညီကိုမောင်မွားတွေအတူတူကြည့်ဖို့အတွက်ကိုမသင့်တော်ဘူးစကားစင်ပေါ်ကနေပြီးတော့အဲ့ဒီအကောင့်ပြောသွားတဲ့ဟာတွေအကုန်လုံးကလိင်ပညာပိတ်တစ်လုံးမှမပါဘူးဆက် education နဲ့လည်းဘာမှမသက်ဆိုင်အဲ့ overflow စင်ပေါ်မှာတက်ပြီးတော့ဆဲတဲ့ပဲပေါ့အခုဖမ်းသွားပြီလို့သိရတယ်ပေါ့နော်ကိုမြောင်လေး တော်တော်လေးရောက်ပေါက်တယ်လို့ထင်တယ်ပြီးတော့ကို့အားပေးပြီးတော့လာကြည့်ရပြိတက်တွေကိုစော်ကားလိုက်တို့မြင်တယ်လို့ပေါ့နော်အလုံးမဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ညီမကိုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ရန်ကုန်က Overpro Show ပွဲမှာနော်ဖြစ်သွားတဲ့ကိစ္စဆိုရင်အားလုံးလည်းသိကြမယ်လို့ထင်ပါတယ်ရှင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Reparent ကစင်ပေါ်ကနေပြီးတော့နော်ကြီးရှုတဲ့ပြိတက်တွေကိုနော်ဆက်ကိစ္စနဲ့ပတ်သက်ပြီးတော့နော် မရိုင်းစားနော်ဆေးဆိုပြီးတော့ပြောတယ်ရှင်နောက်ပြီးတော့နော်သူကကွန်နှုံးတွေကိုလဲစင်ပေါ်ကနေကျဲချသေးတယ်နော်ဒီလိုမျိုးသမီးတွေလာရောက်ကြည့်ရှုတဲ့ပွဲမှာနော်သူခုလိုမျိုးလောက်တာတော့နော်အရန်ကိုမှလည်းအောက်တန်းကြသလိုနော်ပြောတဲ့စကားတွေကလည်းမကြောက်ဝမ်းမနာတာပဲနော်ဒီလိုမျိုးအမှုပညာရှင်တယောက်လုံးနေပြီးတော့နော်ကိုကိုကြည့်ရှုတဲ့ပရိသတ်တွေကများပြားတယ်နော်သူကဒါကိုနော်ရှေ့ကနေပြီးတော့ခုလိုမျိုးဆဲဆိုမှရိုင်းစွာပြောတော့နော် သူ့ကိုအရန်ကြိုက်တဲ့လူတွေလည်းရှိတယ်နော်အိုက်ရောဆိုပြီးတော့ကြိုက်တဲ့လူတွေလည်းရှိတယ်ရှင်အခုလိုလူမျိုးတွေကနော်ငါအိုက်တော့ကတော့မဒီလိုမျိုးလုပ်တယ်ဆိုပြီးတော့နော်အတူယူမားနိုင်နေရှင်ဒါကြောင့်မလို့ရပါရွင့်ကိုကြည့်ပြီးတော့နော်လူငယ်တွေအနေနဲ့လည်းအတူယူမမားရအောင်လို့နော်ဒီဗီဒီယိုတွေကအမကနော် ပြပြထားပေးတယ်ရှင်အလုံးလဲသိအောင်လို့ပြန်လဲဝင်များလိုက်ခြင်းဖြစ်ပါတယ်ရှင်ညီမနဲ့တူတူဗီဒီယိုလေးကိုသုံးတိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်စတိတ်စင်မောမှာ rapper တွေလား bar တွေလားတော့မသိဘူးကြည့်ရသေးရင်ပြောမကြည့်ရသေးရင်ပြောအစပိုင်းခွင့်ပြမယ်မကြည့်ရသေးရင်ပြောနော်ဆိုတော့အဆုံးထိကတော့အမေနှမညီကိုမောင်မွားတွေအတူတူကြည့်ဖို့အတွက်ကိုမသင့်တော်ဘူးစကလုံးတွေအရန်ကို ရိုင်းဆိုင်တာဟာကောတာမဟုတ်ဘူးဒါဟာရိုင်းတာရိုင်းဆိုင်တာနော်ဒီစကားဟာပညာဖြန့်မျှဝေတဲ့ပညာဖြန့်ဝေတဲ့စကားမျိုးမဟုတ်ဘူးအသိပညာမျှဝေတဲ့စကားမျိုးမဟုတ်ဘူးရိုင်းဆိုင်တဲ့စကားအဖြစ်တက်ရောက်တယ်အပြောမတက်တော့ဆဲသလိုပေါ့ဟုတ်တယ်နော်ဆိုတော့ဒါဟာအာ အမေနဲ့သားအဖေနဲ့သမီးညီကိုမောင်နှမချင်းအတူတူနားထောင်လို့မကောင်းတဲ့စကားလုံးမျိုးကိုဖြစ်တယ်။ရိုင်းဆိုင်နေ။အဲ့တော့အမှုပညာရှင် ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုဖိုင်တွေဟာအများကြီးပြန်သွားနိုင်နေเนาะအတူယူတွေအများကြီး လွင်မှားသွားနိုင်နေအဲ့တော့အစိမ့်အတောင်ဖြစ်ပါတယ်ပြောချင်တာပြောမယ်ဆိုချင်တာဆိုမယ်ပြီးရင်တောင်းပန်လိုက်ရင်ရတယ်ဆိုတော့ဟာမျိုးတော့မဖြစ်သင့်ဘူးလို့ကျွန်မကဒီလိုလေးတော့အာ ခံစားမိတယ်နော်ကျမတို့ဗညာဖုံးပြေလာနော်ဗညာဖုံးပြေရဲ့ MTV လေးရိုက်တယ်အမြင်မတင့်တယ်ဘူးဆိုပြီးတော့မှဗညာဖုံးပြေထောင်ကြတယ်နဲ့တူတယ်နော်ဆိုတော့အဲဒါတော်မှပဲအရန်ကြီးအခြေအနေဆိုးဆိုးဝါးဝါမြင်ခွေးမျိုးမဟုတ်သေးဘူးဒီလိုစကလုံးမျိုးဆိုရင်ပို့ပြီးတော့မှစိုးရတယ်လို့ဒီလိုလေးမြင်ပါတယ် နော်အဲ့တော့ကျမတို့ကကျမတို့ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်ဝေဖန်နေတိုက်ခိုက်တယ်အပြစ်ပြောတယ်ဆိုပြီးတော့မှကျမတို့ထောက်ခံတဲ့သူမထောက်ခံတဲ့သူတွေနဲ့ဝိဝါဒကွဲပြားတယ်အဲ့တော့တက်ဆိုင်ကအာဏာပိုင်နေနဲ့အနေနဲ့ဆိုရင်တော့ထိန်းចောင်းနေဆိုရင်တော့အမှန်တရားဖြစ်ပါလိမ့်မယ်နော်ဒါမျိုးလုံရင်ဒါမျိုးပြောရင် ပြောလို့မရဘူးဒါမျိုးလုံရင် လုံလို့မရဘူးဆိုတာကိုသက်ဆိုင်ရာ အစည်းအရုံးတွေကနေတဆင့်ကျမတို့တွေကဒါအမှုပညာရှင်တွေကိုကျမတို့ဒီ information တွေကိုမျှဝေထားဖို့လိုတယ်ဒီလိုမျိုး ကြော်ညာတွေကိုမျှဝေထားဖို့လိုတယ်အတိတွေကိုမျှဝေထားပေးဖို့လိုအပ်တယ်ကျွန်တော်တို့ခုနလိုစီးရင်စီးကန်းတွေကိုမျှဝေထားဖို့လိုအပ်တယ်နော်ဆိုတော့တက်ဆိုင်ရာဂီတအစင်းယုံသဘင်အစင်းယုံရုပ်ရှင်အစင်းယုံစသဖြင့်ဒီလိုအစင်းယုံတွေကလည်းမိမိရဲ့အသင်းဝင်တွေကိုနော်ဒါမျိုးတွေပြုမှုပြောဆိုဆောင်ရွက်တာတွေကိုထိန်းချောင်းဖို့လိုတယ်အဲ့ဒီအနေမှာတဆင့်ကျမတို့နိုင်ငံတော်အစိုးရအနေနဲ့ဒီဥစ္စာတွေကိုကျမတို့လက်တင် မခံဘူးဆိုတာလေးကိုတော့ပြဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေလူငယ်တွေအတွက်လမ်းမရောက်တယ်။နော်လူငယ်တွေအတွက်ကျမတို့တွေဒီတိုင်းကိုခုနလိုပေါ့လူတော်ထဲမှာတောင်ခြားနားထောင်လိုက်လို့မသိနဲ့စကလုံးနေဖြစ်တာပေါ့။အဲ့တော့ဂေါ်ရာနဲ့ခိမီရာနဲ့ယိုင်းလာနေဟာမတူဘူး။ နေတာခစ်ဆန်တာခစ်ရှည်ပြေးတာနဲ့ကျမတို့ရိုင်းဆိုင်တာယုံလာတာအောက်တန်းကြတာနဲ့လည်းမတူဘူးဒါဟာကြတော့ကျမတို့လူနဲ့မတူတော့ဘူးเนาะကျမခုနပြောသလိုကာမဆက်ဆံတဲ့ကိစ္စရင်းလိင်ဆက်ဆံတဲ့ကိစ္စတွေကိုလူရှိမရှောင် သူရှိမရှောင်ပြောဆိုပြုတ်မှုဆောင်ရွက်တာဟာတတိဆန်နေပဲလုပ်တဲ့အလုပ်လူတွေမလုပ်ဘူးအစင်းမြင့်တဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝင်းဝေးတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျမတို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်သက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျမတို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှိရင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်။ရိုင်းဆိုင်တာတွေအမှန်ဖြစ်ပြီးကျမတို့လူမျိုးဟာရိုင်းဆိုင်တဲ့လူမျိုးဖြစ်သွားလိမ့်မယ်။ အမေအမေမမ်းမသိအဖေအဖေမမ်းမသိနှမနှမမမ်းမသိနော်ကျမတို့ဆရာဆရာမမ်းမသိနော်လူကြီးလူကြီးမမ်းမသိဆိုတော့ဟာမျိုးတွေကြာလာလို့ရှိရင် ဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မှားတာကိုတော့မှားတယ်လို့ပြောပြရစီရိုင်းတာကိုတော့ရိုင်းတယ်လို့ပြောပြရစီအဲ့တော့ကျန်တဲ့လိုအပ်တဲ့ပြောဆိုဆုံးမမှုတွေကိုတော့ တက်ဆိုင်ရာတာဝန်ရှိတွေသူတွေကဆောင်ရွက်ပေးပါเนาะကျမတို့ပြည်သူတွေကပြောရင်ခုနပြောသလိုမျိုးဝေဖန်နေတိုက်ခိုက်တယ်အဲကျမတို့တွေကမနာလိုတယ်အဲစသဖြင့်ဒီလိုဟာမျိုးတွေဖြစ်เสียရတယ်ရှိတယ်ပေါ့เนาะအဲ့တော့တက်ဆိုင်ရာတာဝန်ရှိတဲ့တက်ဆိုင်ရာအစည်းအုံးနေတက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့မှဒါလေးကိုတည်တည်ချာချာလေးမှားယွင်းနေဆိုတဲ့အကြောင်းလေးကိုပြသပေးပါလို့ဒီညာကနေပြီးတော့ပဲကျမကဒီကလေးတွေကိုလည်းအတူယူမလွဲမှာဖို့ကိုပြောပါတယ်เนาะနောက်ထပ်ဗီဒီယို လေးလည်းဆက်ကြည့်ကြည့်လိုက်အောင်နော် overflow festival မှာစင်ပေါ်ကနေပြီးတော့မကြမ်းမမနာတာတွေပြောပြီးကွန်တုံးတွေကိုကျဲချတဲ့အဆိုတော်လေးအဲ့တော့အဲ့ဒီ overflow festival က November 1ရက်နဲ့2ရက်မှာကျင်းပခဲ့တာ2025ခုနှစ်မှာပဲပေါ့နော်အဲ့ဒီမှာစင်ပေါ်ကနေပြီးတော့ဒီလင်းစင်းကြွစေတဲ့စကလုံးတွေကိုသုံးတယ်သုံးပြီးတဲ့အခါကျတော့ဒီအောက်လုံးတွေကိုပြောတယ်ဗီဒီယိုအဆုံးမှာထည့်ပေးထားတယ်ကြည့်ကြလို့ရှိရင်ကျွန်တော်တွားပြီးတော့ကြည့်အဆုံးမှာနော်အောက်လုံးတွေကိုသုံးတဲ့အပြင် ဒီပြီးတဲ့ခါကျတော့ကွန်လုံးတွေကိုစင်ပေါ်ကနေပြီးတော့ကျဲချလိုက်တာလေအဲ့ဒီနေရာမှာဒိုးရဲ့ဆက်စုံမပူတွေကနှမျိုးနှစ်စားကွဲပြားပြီးတဲ့ခါကျတော့အထင်လွဲနေတာ set education နဲ့လိန်စိတ်လှုံ့ဆော်မှုဆိုတဲ့ဟာပေါ့နော်လိန်စိတ်ကြောက်အောင်လို့လှုံ့ဆော်ပေးရတာလေ set education ဆိုတာကကျတော့ဘာကိုပြောသလဲဆိုလို့ရှိရင်ဒီဒီ ခနာကိုရဲ့စင်ပွားစင်ပွားပြောင်းလဲလာတဲ့ဖြစ်စဉ်လေဒီတက်ဒီရွယ်မှာဒီလိုဖြစ်တဲ့ဟိုတက်ဟိုရွယ်မှာဟိုလိုဖြစ်တဲ့မိန်းကလေးတွေဆိုလို့ရှိရင်လည်းဘယ်အချိန်မှာဘယ်အချိန်မှာခန္ဓာကိုယ်ကဘလို့စပြီးတော့ဖွံ့ဖြိုးလာပြီးဆိုတဲ့အကြောင်းလေးအဲ့ဒီအနေမှာဒီပညာပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်တို့ကဗဒေကိုဘလို့တားရတယ်လဲအဲ့ဒါပြီးတဲ့အခါကျတော့လိန်အားတွေတစ်စင်မျိုးဒီကူးဆက်နိုင်တဲ့ယောဂတွေကဘလို့မျိုးလဲဘလို့အချိန်တွေမျိုးနဲ့လိန်ဆက်ဆံတယ်ဆိုလို့ရှိရင်ဘလို့ယောဂတွေကိုကူးနိုင်တာလဲနော်ပြီးတဲ့အခါကျတော့ကျမ်းမာတဲ့ relationship healthy relationship ကဘလို့ပုံစံမျိုးလဲ toxic relationship ကဘလို့ပုံစံမျိုးလဲနော် အဲ့လိုမျိုးတွေအပြင်ကိုဒီဒီအားနေဖြစ်တဲ့ယောဂလေးဘလို့မကူအောင်လုပ်မလဲအဲ့လိုမျိုးတွေကိုတားမြစ်အောင်တိအောင်ပြီးတဲ့ခါကျကိုယ်ကလေးတွေဆိုလို့ရှိရင်လည်းကြောင်းမာတွေအပြင်မှာလမ်းမာတွေရက်ွက်ထဲမာတွေလူတွေကနေပြီးတော့ဘယ်နေရာဘယ်နေရာဘယ်နေရာတွေကိုထိပြီးတဲ့ခါကျဘလို့ကင်လို့ရှိရင်ဘလို့မျိုးဖြစ်တယ်လဲဘာတွေကိုလှုပ်လိုက်ရင်ဘယ်အခြေအနေမျိုးရောက်တယ်လဲဆိုတဲ့ဟာတွေကို ြောပြပေးတာအဲ့လိုအခြေအနေမျိုးတွေကနေမှလမ်းဖွင့်ပြီးတဲ့အခါကျတော့မိမတွေကကိုသားသမီးတွေမိမတွေကလည်းသိရမယ်သားသမီးတွေကလည်းသိရမယ်သိပြီးတဲ့အခါကျကိုသားသမီးကဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်နေရမယ်ဆိုလို့ရှိရင်မိမတွေကကိုသားသမီးဘက်ကနေဘလို့ဇက်တိမလဲဆိုတဲ့ဟာတွေကိုပညာပေးတာနော်ပညာပေးပြီးအကုန်လုံးကိုဒါဆိုလို့ရှိရင်ဒါလောက်ရင်ဒါဖြစ်တယ်ဒါဖြစ်လို့ရှိရင်နောက်ဆက်တွဲမှာကောင်းတာဆိုးတာတွေဘလို့ဖြစ်တယ်ဘလို့ခံရတယ်အုံနာမဲ့အသိဉာဏ်ပိုင်းကိုပြောပြပေးတဲ့အရာ set education ဆိုတာနော် လိန်စိမ့်လုံးဆောင်မှုဆိုတာကဘာလို့ဘလို့လှုပ်ချလိုက်ဘယ်ဟာနေဘလို့အပေါက်ကနေဘလို့ထိုးထဲလိုက်နော်ပြီးတဲ့အခါကျတော့ဘယ်မှာဆိုလို့ရှိရင်ဘာစကားတွေဘလို့မျိုးကြည့်ပလိုက်နော်ဘယ်စကားတွေမှာမိမတွေဆိုလို့ရှိရင်ခန္ဓာကိုယ်ဘယ်နေရာမှာဘလို့မျိုးတွေဖွင့်ပြောနေတာဟာဆိုလို့ရှိရင်ဘလို့လှုပ်ပလိုက်ပါကြီးလေးဆိုဘလို့လှုပ်ချင်တာအဲ့လိုမျိုးတွေကလိန်စိမ့်လုံးဆောင်တာမိမတွေဆိုလို့ရှိရင်သူတို့ရဲ့ဟာတွေကိုပြရဲဘာညာကွိကွမလှုပ်တဲ့မလှုပ်အပ်တဲ့ဟာတွေကိုလှုပ်နေကြတယ်ဆိုအဲ့ဒါလိန်စိမ့်လုံးဆောင်တာ set education ကိုပေးနေတာမဟုတ်ဘူး အဲ့ဒီဟာတွေကိုကွက်ကွက်ပြတ်ပြတ်သိအောင်လုပ်ရမှာအဲ့လိုမျိုး self education တွေကိုသိမှမြန်မာပြည်မှာခိုင်နှင်းဝေကိုဒုက္ခပေးနေတဲ့လူတွေလည်းပြတ်သွားမှာအခုဟာဘူးမသိဘာမသိနဲ့ဟိုလိုလောက်ဒီလိုလောက်လောက်ပြီးတဲ့ခါကျတော့ဘိုက်ကြီးကလင်းမွေးမကြွေးနိုင်တဲ့ခါကျတော့ဒီခိုင်နှင်းဝေကိုပဲဒုက္ခပေးလူရန်းစားတွေတသက်အဲ့လိုမျိုးတွေကိုရှိနေတာဘာဖြစ်လို့ဒီဟာကိုတွဲပြောရရတယ်လဲဆိုလို့ရှိရင်စင်ပေါ်ကနေပြီးတော့အဲ့ဒီအကောင်ပြောသွားတဲ့ဟာတွေအကုန်လုံးက လိင်ပညာပေးတစ်လုံးမှမပါဘူးဆက် education နဲ့လည်းဘာမှမသက်ဆိုင်အဲ့ဒါကိုနော်ဘူးမသိဘာမသိလေးနဲ့ဝန်းနဲ့မကွဲတဲ့ဟာတွေကအမလီဆက် education တွေကိုဘလို့သင်ငယ်လို့ဘလို့ဖြစ်နေရပါစင်ကာပူလိုမျိုးဒီနိုင်ငံမှာနော်ဖွင့်မျိုးတိုးတက်ပြီးတဲ့အခါကျတော့73နှစ်74နှစ်ဆိုလို့ရှိရင်ကောင်းလေးတွေနဲ့ဒိတ်နေကြပြီဒါပေမဲ့ခိုင်နှင်းဝင်ကိုဒုက္ခပေးတဲ့ဟာမျိုးတွေဒီလိုစင်ကာပူမှာမရှိဘူးအဲ့ဒါဘာလို့လဲကိုကဒါလို့ရင်ဒါဖြစ်တယ်ဆိုတာသိတယ်သိပြီးတဲ့အခါကျတော့အဲ့ဒီရန်နေဖြစ်လာတဲ့အကျိုးဆက်တွေဘလို့ခံရတယ်လဲဆိုတော့ တည်ကြလို့နော်ဘလို့တားမြရမယ်ဘလို့တွေလောက်ရမယ်နော်အဲ့လိုမျိုးတွေကိုတည်ကြမလို့မို့နော်အဲ့ဒီဟာတွေကိုကာကွယ်နိုင်တာနော်ခုနကအဟာတွေပြောသွားတဲ့ဟာတွေကကြတော့ကာကွယ်ဖို့လို့လည်းပြောသွားတာလည်းမဟုတ်ဘူးအသိဉာဏ်ပေးတာလည်းမဟုတ်ဘူးအဲ့ဒီရစကိစ္စတွေကိုဖြစ်အောင်လို့လှုံ့ဆော်တဲ့စကားလုံးမိကြီးပဲဟုတ်လားမဟုတ်လားရှင်တို့ဒီဗီဒီယိုရဲ့အဆုံးမှာဒါကြည့်သွားကြတော့အဲ့တော့တို့ပြောချင်တာကဘာလုပ်ရင်ဘာဖြစ်တယ်ဆိုတဲ့ဟာကိုအုံနောက်နဲ့ကိုအသိဉာဏ်နဲ့ကိုတိအောင်လုပ်ကြပါနော်ဒီခေတ်ကြီးမှာ Telegram ဝင်ကြည့်လိုက် စလေးစာငါဆက်ချောက်တင်နေအော်ကားရိုက်နေကြတယ်ကလေးတွေကအများကြီးပဲမိသားစုဆိုလို့ရှိရင်ကုတ်တာသမီးကိုပြစ်မထားနဲ့ကုတ်တာသမီးက Telegram ဝင်ကြည့်နေလို့ရှိရင်သူတို့ဘာတွေကြည့်နေတာတော့လုံးဝေးအောင်ကြည့်အဲ့တည်းမှာသူကသူတို့အချင်းချင်းတွေပြပြပြီးတဲ့ခါကျဘယ်ဟာတွေဘယ်ဟာတွေဘလို့လောက်အဲ့မှာအချင်းချက်တင်နေချိန်ပြီးတဲ့ခါကျတော့ချိန်နေကြတာရှင်တို့ရေမယုံရင်ကိုဖာကို Telegram link နေလေအဲ့စကားလင့်နေဝင်လို့ရတယ်ဆိုတဲ့ခါလေးကနေပြီးကိုဖာကိုကိုကိုတိုင်းသာတွားပြီးတော့ကြည့်ကြတာ clover flow စင်ပေါ်မှာတက်ပြီးတော့ဆဲတဲ့ပဲပေါ့အခုဖမ်းသွားပြီလို့သိရတယ်ပေါ့နော်တရင်ကြီးကြတော့ကိုယုံလေး official facebook ကောက်ကတင်ထားပါရှင်သာတိတိပေးခြင်း video လေးကြိုက်ပြီးတော့အတိပေးရပါနော်ကိုမြောင်လေးတော်တော်လေးရုပ်ပေါက်တယ်လို့ထင်တယ်ပြီးတော့ကိုယ်အားပေးပြီးတော့လာကြည့်ရပြိတ္တတွေကိုစော်ကားလိုက်တို့မြင်တယ်လို့ပေါ့နော်ဘလို့လဲဆိုတော့ ဒီဟာကိုဒီကုန်လုံးကြီးကိုတူတပါကြီးဝယ်လာ ပြီးတော့ဒီစကလုံးကြီးကိုစင်ပေါ်မှာတက်ပြောရလောက်တဲ့တိမစင်စားဘူးလားကွာဒီတိုင်းသူပြောရင်စကလုံးကြီးကမှားလားဆိုမမောင်းတော့မှန်တယ်ဒါပေမဲ့စကားဆိုတာပြောတဲ့နေရာမှာပြောရတယ်မပြောတဲ့နေရာမှာမပြောရဘူးအခုကဘလို့လဲဆိုအောက်ကကြီးရလူတွေကတော်တော်စိတ်တူပြီးတော့အောက်ကနေပြန်ဆဲကြတယ်အောက်ကနေပြန်ပြီးတော့ အပြန်တုံ့ပြန်ကြရလို့ပြောရပေါ့ဒါပေမဲ့သူတို့လှုပ်ရှားရှားလှုပ်ပြီးတော့လှုပ်ရှားလာလှုပ်ပြီးတော့ဆင်းဝါးဆင်းဝါးပေါ့နော်အခုဆိုရင်တက်ဆိုင်ရာလူကြီးတွေကသူတို့ဖမ်းသွားရလို့သိရတယ်အဲ့တော့ကြောင့်နောက်မှဒီလိုမျိုးရင်မလှုပ်ကြနဲ့ပေါ့နော်ပြီးတော့လည်းအောက်မှာအသက်မပြည့်ရဲ့ကလေးတွေရောအသက်ပြည့်ပြီးသားလူတွေရောပါရဲ့ကွာ မပြောသေးဘူးလို့ထင်တယ်ဒီဗီဒီယိုလေးကတော့အစိုးရရပိုင်းရင်းကနော်စင်ပေါ်မှာနော်စကိတ်ဆာနဲ့ပတ်သက်ပြီးတော့အရင်ဆေးဆိုတဲ့စကားတွေနဲ့နော်ပရိတ်တတ်တွေကိုပြောခဲ့တယ်ရှင်ဒါကြောင့်မလို့ရပါရင်းကိုလည်းနော်သက်ဆိုင်ရန်ကဖန်ဆီးလိုက်ပြီလို့လည်းသိရတယ်ရှင်ဒီအစိုးရရပိုင်းရင်းနော်လောက်သွားတဲ့ပုံစံကြောင့်နော်နောက်လူတွေလည်းအတူယူမမားရအောင်လို့နော်ဒီဗီဒီယိုတွေကအမတွေကပြောပြထားတာရှင် ဒါကြောင့်မို့လို့ကြီးရှုတဲ့လူငယ်တွေအနေနဲ့လည်းเนาะဒီလူမျိုးအစိုးတော်ကိုကြည်ပြီးတော့เนาะအတူယူမမားရအောင်လို့เนาะပြန်လည်ဝင်မြလိုက်ရှင်ဖြစ်ပါတယ်ရှင်မြမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆောင်သွေးကြမှာရှင်